မန္တလေးတိုင်းပသိမ်ကြီးမြို့နယ်အုံချောကြီးရွာအနီးရှိရှစ်ထက်ရေတခွန်ကနေပြုတ်ကျသေဆုံးခဲ့ရတဲ့ရုပ်အလောင်းတွေကိုရှာဖွေတွေ့ရှိမင်္ဂလာပါပရိသတ်ကြီးရှင်ပြီးခဲ့တဲ့စက်တင်ဘာလ30ရက်နေ့ကမန္တလေးမြို့မဟာအောင်မြေမြို့နယ်အတွင်းရှိ International School တခုကကျောင်းဆရာဆရာမဝန်ထမ်းတွေဟာမန္တလေးတိုင်းပသိမ်ကြီးမြို့နယ်အုံချောကြီးရွာအနီးရှိရှစ်ထက်ရေတခွန်တောင်ကိုတွားရောက်လည်ပတ်ခဲ့ကြရာကနေအခုလိုမတော်တဆဖြစ်ရတဲ့ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ် ဖြစ်စဉ်ကတော့မန္တလေးတိုင်းဒေသကြီးပသိမ်ကြီးမြို့နယ်အုံချောချင်းရွာအနီးရှစ်ထက်ရေတကွန်တောင်မှာစက်တင်ဘာလ29ရက်မွန်းလွဲ3နာရီဝန်းကျင်ကဖြစ်ပွားခဲ့တာဖြစ်ပြီးရေတကွန်ရှစ်ထက်အဆင့်ကနေ3ထက်အဆင့်ကိုတောင်ကြားရေနဲ့အတူလူ9ယောက်ပြောက်ကျခဲ့တာဖြစ်ပါတယ်ဒီဖြစ်စဉ်အတွင်းအနေအကျုံတွေးကြရတဲ့သူတွေဟာမန္တလေးမြို့မဟာအောင်မြင်မြို့နယ်အတွင်းရှိ International School တခုကဝန်ထမ်းဆရာဆရာမတွေဖြစ်ကြပြီးနိုင်ငံသားဝန်ထမ်း၂ယောက်ပါဝင်တယ်လို့လည်းသိရပါဗျ။ တောင်ကြားရေနဲ့အတူပြုတ်ကျခဲ့သူ9ယောက်ထဲကရုရှားလူမျိုးအမျိုးသားတစ်ယောက်ကိုအသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့တာဖြစ်ပြီးအမျိုးသမီး2ယောက်ကိုတော့အခင်းဖြစ်ပွားခဲ့တဲ့နေ့ညနေ4နာရီဝန်းကျင်မှာတည်ဆုံးလျက်ပြန်လည်တွေ့ရှိခဲ့တာဖြစ်ပါတယ်။စက်တင်ဘာလ30ရက်နေ့မနက်၈နာရီဝန်းကျင်မှာတော့ကြန့်ရှိနေတဲ့ပျောက်ဆုံးနေသူ၂ယောက်ကိုရှာဖွေရေးလုပ်ငန်းတွေဆက်လက်လုပ်ဆောင်ခဲ့ရာမနက်၇နာရီခွဲဝန်းကျင်မှာတော့ရုပ်အလောင်းတစ်လောင်းကိုထပ်မံတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ပထမနေ့တုန်းကရုပ်အလောင်းတွေ့တဲ့နေရာရဲ့အောက်ဖက်ခြိုင်ထဲမှာပြန်တွေ့ခဲ့တာပါ။အဲ့ဒီနားလေးကဂလိုင်းလေးကြောက်လေးလို ဖြစ်နေတာ။အဲ့ဒီမှာသူကဝင်နေခဲ့တာ။အဲ့ဒီနေရာကကြားညက်တလို့ဖြစ်နေတော့ကျွန်တော်တို့အဲ့ဒီနေရာကိုရှာတာ3-4ကောက်လောက်ရှိပြီဒီနေ့မှတွေ့တယ်လို့ရှာဖွေကယ်ဆယ်ရေးလုပ်နေသူတအူကပြောပြထားပါတယ် နောက်ဆုံးရုပ်အလောင်းကိုတော့တုံးထက်ရေတကွန်ရဲ့အောက်ဖက်ခြိုင်းအောက်အဆင့်မှာပြန်တွေးခဲ့တာဖြစ်ပြီးရှာဖွေမှုပြုလုပ်နေချိန်မှာမိုးရွာသွန်းမှုလည်းရှိနေပြီးတောင်ပေါ်မှာရေအရမ်းများလာကရေစီးတန်လာတဲ့အတွက်ဒီကနေ့ရှာဖွေမှုကိုခက်ခက်ခဲခဲလှုံ့ဆော်ခဲ့ရပြီးတောင်ပြိုကျမှုတွေနဲ့လည်းကြုံတွေ့ခဲ့ရတယ်လို့သူကပြောပါတယ်။ ဒီတယောက်ပဲကျန်တော့တာဆိုတော့ကျွန်တော်တို့ပထမဆုံးဖြစ်စဉ်ဖြစ်ခဲ့တဲ့ရှစ်ထက်နေရအထီကိုနေခံအဖွဲ့တွေရောကျွန်တော်တို့အတင်းကလူတချို့ရောပေါင်းပြီးတော့နည်းနည်းအနေရများတဲ့နေရကိုသွားကြည့်ကြသေးတယ်။ရာသီဥတုမကောင်းတဲ့ခြားကနည်းနည်းတော့ဆွတ်ဆွတ်ဆာဆာလောက်ရတာပေါ့။ဒါပေမဲ့မတွေ့ခဲ့ပါဘူး။အောက်မှာပဲပြန်တွေ့တယ်။ဒါပေမဲ့မရှိတဲ့နေရာကိုသွားရှာရတာကတော့တော်တော်ကိုခက်ခက်ခဲခဲလုပ်ခဲ့ရတာလို့ကိုယ်တိုင်ကယ်ဆယ်ခဲ့သူတအူကပြောပြထားတာဖြစ်ပါတယ်။ အခုလိုတဘာဝဘေးနဲ့ပတ်သက်တဲ့ဖြစ်စဉ်တွေဟာနေရာတိုင်းမှာအကျုံတွေ့နိုင်တာကြောင့်ခရီးသွားတွေအနေနဲ့မိမိသွားလို့တဲ့နေမြေရဲ့အခြေအနေနဲ့ပတ်သက်ပြီးကြိုတင်လေ့လာထားစေချင်တယ်လို့စေတနာမော်လူမှုကွန်ရီရဲ့အသင်းအုံချောမှတာဝန်ရှိသူတဦးကပြောပါတယ်။အမှန်ဆိုရင်ဒါကမိုးနှောင်းကာလလေကျွန်တော်တို့အတွေ့အကြုံရဆိုရင်ဒါချောင်းရင်မြေကြီးကြီးတတ်တဲ့အချိန်မဟုတ်ဘူးလေ။မုန်တိုင်းရှိနေလို့သာရေကြီးလာတဲ့သဘောဖြစ်တာကိုခါတိုင်းရေတိုးရေနောက်နေတဲ့အချိန်တွေဆိုရင်ဧည့်သည်တွေကမလာကြဘူးလေ။ရေကြီးနေမှလာကြတာ။ ်အခုကရေကြီးနေတဲ့အချိန်ဆိုတော့ဧည့်သည်တွေရောက်နေတဲ့အချိန်ရေကြတာနဲ့ကြုံသွားတာဒါကတော့ကန်တရားလို့ပဲပြောရမှာပေါ့လို့လူမှုကွန်ကြီးရဲ့အသင်းမှတာဝန်ရှိသူတွေကပြောပါတယ်တောင်ကြရေဆိုတာဟာလုံးဝအသေးမပေးအချက်မပေးပဲဝုန်းကနေကြဆင်းတက်တာမျိုးမဟုတ်ပဲတောင်ကြရေကြလာတော့မယ်ဆိုပါကရေတွေနောက်ကြည့်လာပြီးဝါလာတက်ခါရေအမြုပ်တွေထလာတက်တယ်လို့လည်းသူကပြောပြထားပါတယ် ောက်တစ်ချက်အနေနဲ့တောင်ကြားရေရဲ့သဘောတရားဟာတစ်တောတွေကိုဖြတ်တန်းလာတာဖြစ်တဲ့အတွက်တစ်ကိုင်းချောက်အပေါ်လေးတွေဒိုက်တွေလည်းမျောလာတတ်တယ်လို့ဆိုပါတယ်။အဲ့လိုမျိုးတွေမျောလာပြီဆိုရင်သူ့ရဲ့နောက်ွယ်မှာရေအလုံးတွေပါလာတော့မယ်။ရေအလုံးလိုက်ကျလာတယ်ဆိုတာကလည်းတမန်ပိတ်ထားသလိုဖြစ်နေတဲ့နေရာမျိုးပေါ့။အဲ့ဒီနေရာမျိုးကတော့ရေများလာတဲ့အခါဝုန်းဆိုပြီးတော့ကျိုးသွားတာမျိုးရှိတယ်။ပုံမှန်မိုးရေတိုင်းဆိုရင်ဖြည်းဖြည်းချင်းတိုးနေမှာပေါ့။ အဲ့ဒီလိုမဟုတ်ဘဲနဲ့အခုလိုဝုန်းကနေကျလာတဲ့ဖြစ်စဉ်မျိုးကတော့သူ့ရဲ့တဘာဝအရာသူ့တဘာဝကိုကတစ်ပင်တစ်ကိုင်းတွေနဲ့တုတ်ထားသလိုမျိုးဖြစ်နေတဲ့တမန်လိုဖြစ်နေတဲ့နေရာမျိုးကဝုန်းဆိုပြီးကျိုးသွားတဲ့အချိန်မှာရေကအလုံးလိုက်ကျလာတာပါပဲလို့ပြောပြထားတာလည်းဖြစ်ပါတယ်အခုလိုရှစ်ထက်ရေတကွန်တောင်မှာမတော်တဆမှုဖြစ်သွားတဲ့အခြေအနေကြောင့်ဧည့်သည်အဝင်နေသွားနိုင်တဲ့အတွက်ဒီနေရာကိုမိခိုနေရတဲ့ဒေသခံတွေအနေနဲ့လဲဝင်ငွေရလန်းထိခိုက်သွားနိုင်တယ်လို့သူကဆက်လက်ပြောပြထားပါတယ်။